မိဘပြည်သူညီကိုမောင်မောင်များအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေဗျာကျွန်တော်မြန်မာ National Post ကနော်တော်လေးပါဒီကနေ့25ရက်စက်တလ2025ရက်နေ့ပါသတင်းကောင်းလေးတွေကိုရွေးချယ်ကောင်းနှုတ်ပြီးတော့တင်ပြလိုခြင်းကြောင့်ရုပ်တံကိုစောစောစီးစီးတင်ပြပေးခြင်းဖြစ်ပါတယ်ကျတော့ပထမဆုံးသတင်းကောင်းတစ်ပုဒ်ကတော့လာရှိုတက်တို့ပြန်လည်ဖွင့်လှစ်ခြင်းအထိမ်းမှတ်ပွဲပြုလုပ်တဲ့သတင်းအဲ့ဒါကတော့မနေ့ကရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုမြို့မှာလာရှိုတက်တို့ပြန်လည်ဖွင့်လှစ်ခြင်းအထိမ်းမှတ်ခန်းနာကို ရှင်းပါခဲ့တယ်ရှေးမြောက်တိုင်းစစ်တာနာရုပ်တိုင်းမူပုံမှုကျုပ်အေမင်းဦးနဲ့တာဝန်ရှိသူများပြည်내ဆိုရအဖွဲ့ဝင်ကြီးများဌာနဆိုင်ရာတာဝန်ရှိသူများဆရာဆရာမများကျောင်းသူကျောင်းသားများနဲ့ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြတယ်တိုင်းမူနဲ့တာဝန်ရှိသူများကလာရှုတက္ကသိုလ်မဟုတ်ဦးကိုဖဲချုပ်ဖြတ်ဖွင့်လင်းပေးပြီးလာရှုတက္ကသိုလ်ဆိုင်မှုကိုအမွှေးနှမ်းသာရေးများပတ်ပြန်ပေးကြတယ်တိုင်းမူနဲ့တာဝန်ရှိသူများကကျောင်းသားကျောင်းသူများဤ စာပေတင် जा နေမှုများကိုလှည့်လည်ကြည့်ရှုပြီးចောင်းသားចောင်းသူများအားအားပေးစကားများပြောကြားခဲ့တယ်။ဒါကတရင်ကောင်းတစ်ခုပါပေါ့ဗျာနော်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာအကြံဖတ်အဖွဲ့တွေရဲ့လုံရက်တွေကြောင့်တည်ငြိမ်အေးချမ်းမှုပြပြခဲ့ရတယ်။ចောင်းနေဈေးယုံနေပိတ်ခဲ့ရတယ်။ဒါတမတော်ကပြန်လဲထိန်းချုပ်ပြီးတော့လာရှုမျိုးပြန်လဲတည်ဆောင်ရေးလှုပ်ဆောင်နေတယ်။ပညာရေးကဏ္ဍဖြစ်တဲ့စာသင်ကျောင်းတွေအဓိကထားပြီးတော့ဖွင့်လှစ်နိုင်ဖို့ကိုအလေးထားဆောင်ရွက်ခဲ့ကြတယ်။ယခုအခါမှာတော့ လာရှုတက္ကသိုလ်ပြန်လည်ဖွင့်လှစ်ပေးထားနိုင်ခဲ့ပြီးဖွင့်လှစ်ပေးနိုင်ခဲ့တဲ့အထင်အမှတ်အခမ်းအနားကိုပြုလုပ်ခဲ့တယ်ဒါကတည်ငောင်းတစ်ခုဖြစ်ပါတယ်လာရှုမြို့ကန်ဒေတာကန်ပြည်သူတွေဆိုရင်တော့ကာတွေနဲ့ထွက်ပြေးတိရှောင်ခဲ့ရတဲ့အခြေအနေစိုးတွေကြုံခဲ့ရတာပေါ့ဗျာနော်ဒါကတော့ပြည်ဖြတ်မိတ်စာတိုင်းတစ်ပါးဩဇာကံအကြံဖတ်ဖွဲ့တွေရဲ့လုံရဲကြောင့်အထူးဒုက္ခရောက်ခဲ့ရတဲ့အခြေအနေတွေ အဲ့ဒီအခြေအနေကနေလွန်မြောက်ပြီးတော့ပြန်လည်ထူထောင်ရေးလှုပ်ဆောင်နေတဲ့ကာလပေါ့ဗျာနော်နောက်ထပ်သတင်းပုဒ်ကတော့မနေ့ကတုန်းကမပြုလို့သွားတဲ့အခမ်းအနားတစ်ခုဖြစ်ပါတယ်အဲ့ဒါကတော့ငလင်ကယ်ဆယ်ရေးလုပ်ငန်းများကိုစွန့်စွတ်တမန်ဆောင်ရွက်ခဲ့ကြတဲ့မြန်မာနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနမှကိုယ်စားလှယ်များအားရုရှားနိုင်ငံလူမှုကာကွယ်ရေးရေးပေါ်အခြေအနေများနဲ့တဘာဝဘေးရန်ရဲ့ရေးဝန်ကြီးဌာန EMER COM မှကြီးမြင့်သည့်ဂုံပြူအမှတ်တရစိတ်များ ဂုံပြူလက်မှတ်များပေးအပ်တယ်။ငလျင်ကယ်ဆယ်ရေးလုပ်ငန်းများကိုဆန်းစွမ်းတမန်ဆောင်ရွက်ခဲ့ကြတဲ့မြန်မာနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနမှကိုယ်စားလှယ်များကိုရုရှားနိုင်ငံလူထုကာကွယ်ရေးအရေးပေါ်အခြေအနေများနဲ့တဘာဝဘေးအန္တရာယ်ဝန်ကြီးဌာန EMERCOM မှကြီးမြင့်သည့်ဂုံပြူအမှတ်တံဆိပ်နှင့်လက်မှတ်များပေးအပ်ပွဲကိုယမနေ့ပေါ်ပြန်နော်ယမနေ့ကနေပြည်တော်ရှိစစ်ကြောရေးနှင့် တက်ခုရေးစကန်ဆင်မြူရှင်ခန်းမမှာကျင်းပပြုလုပ်သွားတယ်။အဲဒီအခမ်းအနားကိုမန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်နဲ့မြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်းနိုင်ငံတန်းအမတ်ကြီးနောက်တစ်ခါစီရေးချုပ်ဗိုလ်ချုပ်ကြီးဖုံမြတ်ကာကွယ်ရေးဦးစီးချုပ်ယုံကြီးမားတမတော်ရာရှိကြီးများ ကာကွယ်ရေးဝန်ကြီးဌာနမှကွန်ပျူတာအမှတ်စိတ်နှင့်ကွန်ပျူတာလက်မှတ်ချင်းမြင့်ခံရသူကိုယ်စားလှယ်များတာဝန်ရှိသူများတက်ရောက်ခဲ့ကြတယ်။ ကနဒါမှာရုရှားဖက်ဒရေးရှင်းနိုင်ငံတန်အမတ်ကြီးကဂုံပြူမှာစကားပြောကြတယ်။အဲဒီနောက်ငလျင်ကယ်ဆယ်ရေးလုပ်ငန်းများကိုဆွမ်းဆွမ်းနမှန်ဆောင်ရွက်ခဲ့ကြတယ်။ပြည်တော်စုသမ္မတမြန်မာနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနမှကိုယ်စားလှယ်များကိုဂုံပြူတစိမ့်နဲ့ဂုံပြူလက်မှတ်များပေးရခဲ့တယ်။အခမ်းအနားမှာဂုံပြူမှတ်တစိမ့်နဲ့ဂုံပြူလက်မှတ်ကြီးမြင့်ခံရသူများကိုဇာမန်လေးတိုင်းဒေသကြီးအစိုးရဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားသွားတယ်ဒါကလည်းရုရှားမြန်မာကြည်ကြည်ရင်းနှီးမြှုပ်ဝဲပြရုပ်တစ်ခုပေါ့ဗျာနော်မြန်မာနိုင်ငံမှာဆိုးရွားစွာကြုံတွေ့ခဲ့ရတဲ့တဘာဝဘေးရန်ရဲ့ကြီးကိုကျူစာပန်းစာပြန်လည်ကူညီခဲ့တဲ့ရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့တဲ့ပုံမှာရုရှားနိုင်ငံဘက်ကလည်းအတိမတ်ပြုတဲ့သဘောမျိုးဂုံပြူအမှတ်တရစိတ်တွေဂုံပြူလက်မှတ်တွေချိန်မြှင့်ပေးရတာမျိုးတွေ့ရတယ်ပေါ့ဗျာနော် နောက်ထပ်သတင်းကောင်းပုတ်ကတော့ကျွန်တော်တို့မြန်မာနိုင်ငံယာယီသမရဗိုလ်ချုပ်ကြီးမူကြီးမင်းအောင်လှိုင်ရဲ့ဖိတ်ကြားချက်အရဘယ်လာရုသမရနိုင်ငံသမရမစ္စတာအလက်ဇန်ဒါလူကာရှန်ကိုမြန်မာနိုင်ငံတို့တရားဝင်ချစ်ကြည်ရေးခီးစဉ်လာရောက်မယ်ပေါ့ဗျာနော်အဲကျွန်တော်တို့မြန်မာနိုင်ငံရဲ့ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကတော့ဘယ်လာရုနိုင်ငံကိုတွားရောက်ခဲ့ပြီးဖြစ်တယ်ပေါ့ဗျာဗိုလ်ချုပ်မူကြီးတွားရောက်တဲ့အချိန်မှာလည်းဘယ်လာရုနိုင်ငံဘက်ကခံခံနာနာနဲ့အကြိုးစုံဂုဏ်ပြုခဲ့တာမျိုးတွေ့မြင်ရတယ်အဲနိုင်ငံချစ်ကြည်ရေးကိုရှေ့ရှုပြီးတော့ ဘယ်လာရုသမ္မတကိုလည်းမြန်မာနိုင်ငံကိုလာရောက်လည်းပုံဖိတ်ကြထားခဲ့တာမျိုးရှိတယ်။ယခုအခါမှာဘယ်လာရုသမ္မတမြန်မာနိုင်ငံကိုလာတော့မယ်ပေါ့ဗျာနော်။မြန်မာနိုင်ငံကလည်းခန္ဓာထဲဝါစွာနဲ့ကြိုးစုပ်ကုန်ပြုလိမ့်မယ်လို့ယူဆရပါတယ်။ဒီရပိုင်းတွင်းမှာလာမယ်လို့ကြေညာထားပြီးဖြစ်တယ်ပေါ့ဗျာနော်။အဲဆိုတော့ကျွန်တော်တို့ကဒီဗိုလ်ချုပ်မှူးကြီးမြောင်းလိုင်းရဲ့ဘယ်လာရုခရီးစဉ်ကိုပြန်ပြီးလေ့လာကြည့်တဲ့အခါဘယ်လာရုခရီးစဉ်နဲ့ပတ်သက်တဲ့သတင်းတွေကိုပြန်ပြီးသုံးသပ်ကြည့်တဲ့အခါမှာဘယ်လာရုနိုင်ငံဒီကျွန်တော်တို့မြန်မာနိုင်ငံထက်အေရိယာအားဖြင့် တေးငယ်တဲ့ပမာဏရှိပေမဲ့ဒီစိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေစက်မှုလုပ်ငန်းတွေမှာမြန်မာနိုင်ငံထပ်ပို့ပြီးတော့ကြည်ကြည်ပြတ်ပြတ်ကိုလှုပ်ဆောင်နိုင်တဲ့အနေအထားမျိုးတွေ့ရတယ်ပေါ့ဗျာနော်ဒါတွေကိုဘိုးဘိုးကြီးတွားရောက်လေးလာပြီးတဲ့အခါမှာမြန်မာနိုင်ငံမှာလည်းပို့ပြီးတော့အောင်မြင်အောင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေအောင်မြင်အောင်ဆောင်ရွက်နိုင်မှုစက်မှုလုပ်ငန်းအတွက်လည်းလိုအပ်တဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းနိုင်မှုပေါ့ဗျာနော်အဲ့ဒီကို တိုင်းပြည်ကိုတည်ငြိမ်အေးချမ်းအောင်ဖွံ့ဖြိုးတိုးတက်အောင်လှုပ်ဆောင်နေတဲ့နိုင်ငံအနေနဲ့ကျွန်တော်တို့ကမဟာမိတ်ဖြစ်ရတာလည်းဒါကုံယူစရာပဲပေါ့ဗျာနော်သူတို့စီကနည်းပညာတွေရမယ်အနီးလန်းတွေရမယ်အဲဒီတော့မှကျွန်တော်တို့ရဲ့စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေပို့ပြီးတွင်ကျဲအောင်လှုပ်ဆောင်နိုင်မယ်အဲဆက်မှုဒီလေယာလုပ်ငန်းသုံးဆက်မှုလုပ်ငန်းတွေပို့ပြီးတော့ချက်တွင်လှုပ်ဆောင်နိုင်မယ်ငါမိတ်ဆွေကောင်းတွေရှိပြီဆိုရင်ကျွန်တော်တို့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့လည်းပို့ပြီးတော့လွယ်ကူတာပေါ့ဗျာနော် ဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံမှာဒီမြေယာကိစ္စရည်နဲ့ပတ်သက်လို့ချင်းတချို့ကမြေယာတွေကိုယူထားတယ်ယူထားတယ်တကယ်စိုက်ပျိုးလုပ်ကင်တာမျိုးကြတော့မရှိဘူးပေါ့ဗျာနော်အဲဒီမြေကိုအမိပြုပြီးတော့ဒီမြေပေါ်ကနေ development ဖြစ်လာတာမျိုးမရှိဘူးဒီမြေကိုရောင်းစားဖို့လက်လွဲလက်လွဲရောင်းစားဖို့ပဲဒီလိုပဲလုပ်နေကြတာပေါ့ဗျာနော်အဲ့တော့ကျွန်တော်တို့ရဲ့ဒီတိုင်းပြည်ရဲ့မြေယာပေါ်ကနေအသက်တွေအမြတ်ကထွက်မလာဘူးပေါ့ဒီမြေတွေကအလကားပဲဖြစ်နေတယ် အဖုံးစိုးတော်ကြီးတွေပဲဖြစ်နေယူထားတဲ့ပိုင်ရှင်တွေကတော့ရှိတယ်ပေါ့ဗျာခေတ်ဆက်ဆက်ယူခဲ့ကြယူခဲ့ကြတယ်တကယ်စိုက်ပျိုးလုပ်ကင်ခြင်းကြတော့မရှိဘူးအဲ့ဒီတော့တိုင်းပြည်အတွက်နစ်နာတယ်ဆုံးရှုံးတယ်ပေါ့ဗျာဒီလိုအခြေအနေမျိုးတွေမဖြစ်အောင်လဲနိုင်ငံတော်ကပြန်ပြီးတော့စစ်စစ်တုံးတက်နေတယ်လို့ယူဆရပါတယ်ပေါ့ဗျာဒီဘယ်လာရုသမ္မတမြန်မာနိုင်ငံကိုလာရောက်မဲ့ခီးစဉ်ဟာလည်းဒါမြန်မာဘယ်လာရုနှစ်နိုင်ငံဆက်ဆံရေးရဲ့တမိုင်းဝင်ခီးစဉ်တစ်ခုဖြစ်ပါတယ်ဘယ်တော့မှဘယ်လာရုခေါင်းဆောင်မြန်မာနိုင်ငံကိုလာခဲ့တယ်ဆိုတာမျိုးအထင်ရှား မရှိခဲ့ဘူးဒါဘုရားဝန်ကြီးမြေအောင်လိုင်လက်ထက်မှာနှစ်နိုင်ငံပို့ပြီးတော့ချစ်ချည်ရင်းနှီးမှုရရှိလာတဲ့အနေအထားမျိုးလို့တမိုင်းမှတ်တမ်းတင်ရမှာပဲဖြစ်ပါတယ်နောက်ဆုံးကောက်နှုတ်တင်ပြခြင်းတဲ့သတင်းကတော့အမေရိကန်ရောက်ပြည်ဖြတ်မိတ်စာပြည်ပြေးဝရန်ပြေးတွေအတွက်မျက်ရည်တစက်ပေါ်ပြန်နော်ဒီသတင်းကအင်မတန်ကောင်းတဲ့သတင်းပါ အကောင့်တစ်ခါအကောင့်ဆုံးသတင်းလို့လည်းပြောလို့ရပါတယ်ကျွန်တော်တို့ကအမေရိကန်သမ္မတကြီးဒေါ်နယ်ထရန့်ကိုကျေးဇူးတင်ရမှာဂုဏ်ပြုရမှာ ဖြစ်ပါတယ်ပေါ့ဗျာနော်အဲ့ဒါကဘာလဲဆိုတော့သမ္မတဒေါ်နယ်ထရန့်ကမြန်မာနိုင်ငံကနေအမေရိကန်မှာတွားရောက်ပြီးခိုးလုံနေတဲ့လူတွေကိုပေးအပ်ထားတဲ့ယာယီခိုးလုံခွင့်ကိုပြန်ပြီးတော့ရုပ်သိမ်းတော့မှာဖြစ်တယ်အပြည့်ပြတ်မီဒီယာတွေလည်းဝေဝေဆဆရေးသားဖော်ပြနေကြပါတယ်ပြည့်ပြတ်မီဒီယာတွေကတော့ ဝန်ထမ်းချင်းကြီးစွာနဲ့ပေါ့ဗျာနော်သူတို့တွေပုံပြောက်တော့မယ်ဆိုတဲ့အနေအထားမျိုးသတင်းတွေမှာတွေ့မြင်ရတဲ့အခြေအနေကတော့အမေရိကန်ပြည်ထောင်စုမှာနေထိုင်တဲ့မြန်မာနိုင်ငံသားများအတွက်ယာယီအကာအကွယ်ခံအဆင့် TBS နေထိုင်ခွင့်ကိုရုတ်သိမ်းမယ်လို့ Trump ဆိုရကထုတ်ပြန်လိုက်တယ် Trump ဆိုရကမြန်မာနိုင်ငံသားများကိုအမေရိကန်ပြည်ထောင်စုမှာပြန်ပို့ခြင်းအကာအကွယ်ပေးထားသောယာယီအကာအကွယ်ပေးမှုများကိုဆုံးသတ်လိုက်ပြီလို့နိုဝင်ဘာလ24ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်ယာယီအကာအကွယ်ပေးခြင်းများကို အဆုံးသတ်လိုက်ခြင်းကအမေရိကန်ပြည်ထောင်စုမှယာယီအကာအကွယ်ပေးထားသောအဆင့် DBS ဖြင့်နေထိုင်ကြသည့်မြန်မာနိုင်ငံသား၄000ဝန်းကျင်ကိုတက်ရောက်မှာဖြစ်တယ်တဲ့နော်အမေရိကန်ကိုမြန်မာနိုင်ငံကနေတွားရောက်ခိုးလုံနေတာဆိုရင်တိုင်းဖြတ်ပြည်ဖြတ်သာသနာဖြတ်လုပ်တဲ့ပြည်ဖြတ်မိစ္ဆာတွေပဲအဲ့ဒါကအရေးတွဲအပြင်၄000လောက်ရှိတယ်၄000ဝန်းကျင်လောက်ကိုတက်ရောက်မှာဖြစ်ပါတယ် TBS ကင်ထားသူများမူလနိုင်ငံတို့ပြန်ပို့ခံရခြင်းမှာ အကွယ်ရရှိသားသူများဖြစ်ပြီးအလုံးလုံးခွင့်ရရှိကြသူများဖြစ်ပါတယ်တဲ့နော်အဲနီပိန်ပြည်ဖြတ်မိစ္ဆာအများစုကတော့အမေရိကန်ကိုရောက်ချင်သူတို့ဘဝလုံခြုံသွားပြီလို့ဒီလိုယူဆကြတာပေါ့ဗျာအဲ့တော့လေသူတို့ကပြည်ဖြတ်လုပ်ငန်းတွေကိုပို့ပြီးတော့ပြင်းပြင်းထန်ထန်စူးစူးရွားရွားတွေလှုပ်လာတာပေါ့နော်ဒါသူတို့ကိုအစဉ်တစ်ပြင်းအကူအညီပံ့ပိုးခဲ့တဲ့ဒီမိုကရက်တင်နဲ့ဆိုရင်တော့ဒါသူတို့လုံချင်တိုင်းလုံလို့အဆင်ပြေနေတာပေါ့ဗျာအခုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကမြန်မာနိုင်ငံရဲ့ တိုးတက်လာမှုအခြေအနေကိုလည်းသိတယ်အပြည်ဖြတ်မိစ္ဆာတွေအပြည်ဖြတ်မီဒီယာတွေဘလို့ပဲလောက်ကြံဖန်ပြီးပြောဆိုနေစေကမှုဒမနာဒေါ်နယ်ထရန့်ကတော့ဒီပြည်ဖြတ်မီဒီယာတွေရဲ့လောက်ကြံဖန်ပြီးရေးသားဖော်ပြမှုတွေကိုအယုံအကြည်မရှိဘူးဆိုတဲ့သဘောကိုလည်းအထင်ရှားပြလိုက်ရရောက်တယ်ပေါ့ဗျာနော်အဲ့တော့အမေရိကန်မှာရောက်နေတာဒီတဲ့ပြည်ပြေဝရမ်းပြည်ပြည်ဖြတ်မိစ္ဆာအများစုပဲဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကအဲ့ဒီပြည်ဖြတ်မိစ္ဆာတွေမြန်မာပြည်ကိုပြန်ပို့ရင်းခံရတော့မယ် သူတို့ကအမေရိကန်ကိုရောက်သွားတာနဲ့သူတို့ဘဝကြီးလုံးလုံးအေးချမ်းသွားပြီမြန်မာပြည်ထဲကလူတွေဖြစ်ချင်ရာဖြစ်နှီးမျိုးစုံနဲ့အာချောင်ပြီးတော့တေချောင်းကြံတာပေါ့ဗျာနော်အခုအဲ့မှာဆက်ပြီးတော့နေထိုင်ခွင့်မရတော့ဘူးပြန်ဖို့ခံရတော့မယ်အဲ့ဒီမှာပန်ဆယ်လူတို့ပေါ့ဗျာအောင်တီညွန့်တို့ဒီနီပိန်းကြီးတွေကတော့အမေရိကန်နိုင်ငံသားခံယူလိုက်တဲ့အဖြစ်မျိုးတွေခံယူထားပြီးသားလဲဖြစ်ကောင်းဖြစ်မယ်ပေါ့ဗျာနော်အဲ့ဒီလိုခံယူထားပြီးဖြစ်ချင်လဲအမေရိကန်သမ္မတဒေါ်နယ်ထရန့်အနေနဲ့ကအပြန်လဲပြီး ရုတ်သိမ်းညာမျိုးမလုပ်ဘူးလို့မပြောနိုင်ဘူးပေါ့ဗျာ။သူကအမေရိကန်ဖတ်ကိုအမေရိကန်ထပ်ပို့ပြီးတော့ဘယ်သူဘယ်သူကမှအခွင့်အရေးမပေးနိုင်နဲ့အမေရိကန်မျိုးသားရေးဝါဒီပေါ့ဗျာနော်။ဒီမိုကရက်တွေကြတော့သူတို့က liberal liberal လို့ကြွေးကြော်ပြီးတော့ဒီနီပိန်းတွေကိုအစင်တစ်ဖြင့်ကူညီပံ့ပိုးပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေကိုတေချောင်းကြံခဲ့တဲ့အုပ်စုပေါ့အတမရဒေါ်နယ်ထရန့်ကိုကျွန်တော်တို့ကချင်းချူးဂုံပြူရမှာက သူဒီလူတွေတတ်ဖို့ကူညီပံ့ပိုးတဲ့အလုပ်ကိုမလုပ်ဘူးဆိုတာကိုလည်းကျွန်တော်တို့ကတစ်ချက် အထင်ရှားတွေ့မြင်ရတယ်ပေါ့ဗျာဒီအမေရိကန်ဟိုရောက်သွားတဲ့မင်းကိုနိုင်တို့အောင်ကြည်ညွန့်တို့ဇော်ဝေစုတို့ဇင်မာအောင်တို့တင်ထွန်းအောင်တို့ပေါ့ဗျာအစရှိသည့်အဖြစ်ပြည်ဖြတ်မိတ်ဆွေတွေဒီကောင်တွေအားလုံးကအမေရိကန်ဆိုရရဲ့အကူအညီပံ့ပိုးမှုရဖို့ကိုပဲအစဉ်တစ်ပြည့်မျှော်လင့်ပြီးတော့သူတို့ရည်တည်ပြောဆိုခဲ့ကြတဲ့ကောင်တွေပေါ့ဗျာအဲ့တော့သူတို့ကဒီယူကရိန်းကိုကူညီပံ့ပိုးသလိုသူတို့ကိုလည်းကူညီပံ့ပိုးပါတိုင်းဖြတ်ပြည်ဖြတ်လုပ်ငန်းကြီးကိုသူတို့အောင်မြင်ဆုံး အောင်မြင်အောင်လုပ်နိုင်ပါတယ်ဒီလောက်အထိပြောခဲ့ကြတယ်တိုးတော်လည်းသူတို့တွေအရေးမလှပါဘူးမြန်မာနိုင်ငံရဲ့တိုးတက်လာမှုအခြေအနေတွေကိုလည်းအမေရိကန်သမ္မတကြီးကိုယ်တိုင်ကသိရှိနေတယ်ဆိုတော့ပြည်ဖြတ်မိစ္ဆာတွေအမေရိကန်ရောက်ပြည်ဖြတ်မိစ္ဆာတွေပုံပြောက်တော့မဲ့အခြေအနေမျိုးဖြစ်ပါတယ်ဒါကသတင်းတကသတင်းထဲမှာအကောင်းဆုံးသတင်းဖြစ်ပါတယ်မြန်မာနိုင်ငံကိုရောက်ရှိလာတဲ့အခါမှာမြန်မာနိုင်ငံကဒီအကြမ်းဖက်လုံဆောင်မှုနဲ့အမှုဖွင့်ထားတဲ့သူတွေရှိတယ် မူဝင်ထားတဲ့သူတွေဆိုရင်အရေးယူဆောင်ရွက်ရမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာပေါ့ဗျာနော်အခြေခံစဉ်းစားကြည့်တာပေါ့ဒီအမေရိကန်ကခိုလုံဝင်ပေးထားတဲ့မင်းကိုနိုင်တို့ပန်ဆယ်လိုတို့မျိုးရံတော်သိန်းတို့အစရှိတဲ့ပုံကိုယ်တွေဒီမြန်မာနိုင်ငံအတွင်းမှာအပြစ်မဲ့ပြည်သူများကိုတေချောင်းကြံနေတဲ့အကြမ်းဖက်လှုံ့ဆော်သူများဖြစ်တယ်ဆိုရင် ဒါအမေရိကန်သမ္မတဒေါ်နယ်ထရန့်အနေနဲ့လုံးဝလက်ခံမှာမဟုတ်ဘဲနဲ့ချက်ချင်းလက်ငင်းကိုအပြစ်ပေးအရေးယူမဲ့အခြေအနေမျိုးလို့ကျွန်တော်ယူဆတယ်ပေါ့ဗျာနော်အဲဒီအချက်လက်တွေကိုဒါကျွန်တော်တို့ဘက်ကနေပြီးတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ထံအစိုးရတာဝန်ရှိသူများကချိတ်ဆက်ပြီးတော့သတင်းစကားတွေပေးနိုင်မယ်ဆိုရင်တော့ပြင်းပြင်းထန်ထန်ပြက်ပြက်တပ်သားကိုအရေးယူလိမ့်မယ်လို့ယုံကြည်မျှော်လင့်မိပါတယ်ဗျာသမ္မတဒေါ်နယ်ထရန့်ကိုလေးစားဂုဏ်ပြုကြောင်းပြောကြတဲ့ ဒီကနေ့သတင်းကောင်းလို့ချက်နန္ဒပိုင်းအစီအစဉ်ကိုဒီမှာပဲညီကုန်းချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်